ဘာကြောင့်မြန်မာပြည်မှာကြတော့မြန်မာပြည်မှာအဲ့လိုခွဲခြားလို့တိုင်းရင်းသားတွေကိုသူတို့ကခွဲခြားတွေကိုခွဲခြားလို့ဒီအာဏာရှင်ဖြစ်နေတယ်ဆိုတာမမှန်ဘူးလေလို့ဘာကြောင့် UK နိုင်ငံမှာဒီလူတွေခွဲခြားနေရဲ့ဒါနဲ့ဘာကြောင့်ကျွန်တော်တို့ကောင်းစားနေလဲစနစ်ကြောင့်ဖြစ်နေတာဒီမိုကရေစီစနစ် ကိုသူတို့တီထွင်တာလို့ဖြစ်နေတာမြန်မာပြည်သူတို့လည်းခွဲခြားတယ်မင်းအွန်လိုင်းတို့စာကမ္ဘာတွေလည်းခွဲခြားတယ်ဘာကြောင့်မြန်မာနိုင်ငံမှာအာဏာရှင်ဖြစ်နေလဲအာဏာရှင်စနစ်နဲ့စစ်တပ်ဖြစ်နေလို့အဲ့တော့မြန်မာနိုင်ငံမှာ ကျွန်တော်တို့ UK လိုမျိုးတန်းတူအခွင့်အရေးတွေလိုချင်တယ်မခွဲမခွဲမဲ့မခွဲမဲ့ခဲကြပဲနဲ့ကျွန်တော်တို့အခုနေလို့ရတဲ့အခွင့်အရေးလိုချင်တယ်ဆိုရင်မင်းအောင်လိုင်အာဏာရှင်တွေကိုဖြုတ်ချမရမှာလို့စနစ်ပြောင်းမရမှာလို့မင်းအောင်လိုင်တို့ကိုဗိုလ်ချုပ်တွေကိုပါစင်နယ်မုန်းနေတာမဟုတ်ဘူးစနစ်ကိုပြောင်းစေချင်တာစစ်တပ်မပါဘောအယက်သားနိုင်ငံရေးစနစ်ဆိုတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးရန်တရားကိုတိဆောက်လို့ကျွန်တော်တို့ဒီအခွင့်အရေးရနေတာလို့အဲဒါကြောင့်လူကြီးမင်းပြောတဲ့ မြန်မာနိုင်ငံမှာရှိတဲ့မြမကောင်းဆောင်အဆက်ဆက်ကလူနည်းစုတွေကိုခွဲကြတယ်တိုင်းရင်းသားတွေခွဲကြလို့ဒီလိုဖြစ်နေတယ်ဆိုတဲ့အဆိုကမမှမမှန်ဘူးမှားတယ်လို့အခုကျွန်တော်ရှင်းပြတာကိုလက်ခံပါသလားတရားဥပဒေကြောင့်မဟုတ်ဘူးခင်ဗျာစစ်တမဟုတ်စစ်တမဟုတ်ချုပ်လို့အခုအာဏာရှင်ဆန်လာတဲ့တမရဒေါ်နယ်ထွက်တာကိုစစ်တပ်ခေါ်ပြီးပြည်သူတွေကိုဖမ်းလာစီးတာလုပ်နေပြီစစ်တပ်ဝင်ပါရင် ခွဲကြလဲဒုက္ခရောက်မှာမခွဲကြလဲဒုက္ခရောက်မှာစစ်တပ်ဝင်မှာပါရင်ဒီအင်္ဂလိပ်တွေခွဲကြလဲ ဒီအင်္ဂလိပ်တွေခွဲကြတယ်ကျွန်တော်တို့ကောင်းကောင်းနေလို့ရနေတယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းရက်တည်နေတယ်မြန်မာလူမျိုးတစ်မျိုးလုံးအဲ့ဒါဘယ်လိုပြောမလဲခွဲကြဆက်ဆံနေတယ်လူမျိုးကြီးဝါဒလုပ်နေတယ်ဆိုတာမမှန်ဘူးမြန်မာကောင်းဆောင်တွေအားလုံးအဲ့လိုလူနည်းစုတွေတိုင်းရတွေကိုခွဲကြနေလို့မြန်မာနိုင်ငံကစစ်တပ်အာဏာရှင်ကယနေ့လိုခံစားနေရတာဆိုတာမမှန်ဘူးအဲ့ဒါကျွန်တော်ရဲ့ positive လှိုင်ဝင်ရဲ့ရက်တည်ချက်ပဲ this is I stand for. This is I stand for. ဒီဒီဒီမူဝါဒပေါ်မှာကျွန်တော်ရက်တည်နေတာ။မင်းအောင်လှိုင်တို့စကားမတွေခွဲကြတယ်ဆိုတာအင်္ဂလိပ်ကိုမှီမလားဗျာ။အင်္ဂလိပ်တော့ခွဲကြတာရှိအောင်မလား။အင်္ဂလိပ်တော့မျိုးချစ်တာရှိအောင်မလား။အင်္ဂလိပ်တော့ကမ္ဘာကြီးကိုအနိုင်ကျင့်ခဲ့တာရှိအောင်မလား။အင်္ဂလိပ်တော့ကမ္ဘာသူများနိုင်ငံတွေကိုဂုဏ်သူစိတ်ကိုတာရှိခဲ့အောင်မလား။ဒီဘယင်းတွေတော့ဆိုးတာရှိအောင်မလား။စနစ် သူတို့ဆိုမှန်းသီးလို့သူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေဆင်းရဲသားပြည်သူတွေကသူတို့ကိုနိုင်ငံရေးစနစ်ပြောင်းဖို့အတွက်နှစ်ပေါင်းမြောက်များစွာဆန္ဒပြတဲ့အသက်သွေးတွေချွေးတွေနဲ့အဖမ်းဆီးခံပြီးတော့ဒီဘရင်စနစ်ကနေစီမြေခံဘရင်စနစ်ကနေဒီမိုကရေစီပါလီမန်စနစ်ကိုတဆင့်ချင်းပြောင်းလဲလာလို့ဒီနေ့ကျွန်တော်တို့မနေ့တနေ့အမှကျွန်တော်တို့သူများစိုက်ထားတဲ့အပင်ကိုကြည့်ပြီးအသီးလာစားတဲ့ခါမှာဒီပင်ကြီးကကောင်းလိုက်တာအာမြန်မာနိုင်ငံရဲ့အပင်ကြီးကမအောင်ပါဘူးလာပြောလို့ရမလားလို့အဖြေရရှင်းရှင်းလေးပါ ကျွန်တော်ပြန်ခြေပလိုက်တဲ့ကျွန်တော်ရဲ့ stand point ကိုလက်ခံပါသလား yes or no မင်းအောင်လည်းတို့စကမတို့ကခွဲခြားတယ်ဆိုရင်ခင်ဗျားတို့လိုဘာသာကြားတွေခင်ဗျားတို့လိုလူနည်းစုတွေကိုဘာဖြစ်လို့တို့စီးပွားရေးပေးလို့ပြီးတော့တို့နဲ့ဒုဒုပေါင်းပဲချမ်းသာအောင်လုပ်ပေးနေတာလေဒီနေ့မင်းအောင်လည်းတို့အုပ်စုကစကမအုပ်စုကမြန်မာနိုင်ငံမှာရှိတဲ့အဲ့လုပ်ငန်းရှင်တွေကိုခိုင်းစားထားပြီးတော့တို့ရဲ့စီးပွားရေးနဲ့တနိုင်ငံလုံးကိုလေပတ်ခိုင်းတာတို့ကအပေါ်ကနေအညွတ်ချူကူတာတယ် ထိန်းထားတယ်ပြီးတော့အောက်ကလူတွေကိုခွဲခြားပေးတယ်အဲကနေစေတို့တာနိုင်ငံလုံးကို run နေတာပြောချင်တာကမင်းအောင်လိုင်တို့ကိုကျွန်တော်တို့ကဘလောက်ပဲ CDN လုတ်ခဲလုတ်ခဲအဲ့ဒီလုပ်ငန်းရှင်တွေနဲ့အဲ့ဒီစီးပွားရေးသမားတွေကနေမင်းအောင်လိုင်တို့ကိုစားတိုင်းပြည်ကိုပြန်လဲစီကားအောင်လုပ်သွားတာအဲ့ဒီနေရာမှာသူတို့အဲ့လိုခိုင်းစားဖို့အတွက်လူဟာဘာသာကြားပဲဖြစ်ဖြစ်လူနည်းစုပဲဖြစ်ဖြစ်တိုင်းရင်းသားဖြစ်ဖြစ်ဘယ်သူမှသူတို့ကူးမဆိုင်ဘူးထောင်ထွက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူတွေကကြတော့တို့ကိုမဆက်ဆံဘူးဆိုပြီးကျွန်တော်တို့ဒီဖြတ်လေးဖြတ်လုပ်တယ်ကျွန်တော်တို့ဘူးတပိတ်တွေလုပ်တယ်အဲ့တော့တို့ဒီကြဆုံးသွားပြီတို့ဒီကျွန်တော်တို့တွေအပြည့်မထွက်ဘူးကမ်ပိန်းတွေလုပ်တယ်တို့ကြဆုံးသွားပြီအဲ့ဒါကိုတို့ဘာနဲ့ပြန်ရမ်းနေတို့စစ်တပ်ကိုစား ဲ့ဒီစီးပွားရေးသမားဆိုတဲ့လူတွေအားလုံးလူတန်းစားအလွာမျိုးစုံကိုသူတို့ကခိုင်းစားပြီးအပေါ်ကနေရုပ်သေးရုပ်လုပ်ပြီးတော့သူတို့အပေါ်ကနေဒရိုက်တာလုပ်ပြီးမင်းကဒါယူမင်းကဒါလုပ်မင်းကဒါလုပ်ရောငါကဘလောက်စားမယ်မင်းကဘလောက်ယူဝေခွဲမြသွားတယ်တိုက်ပြေကိုပြန် run တာပြေတွင်းမှာရှိတဲ့အဲ့ဒီဗိုလ်ချုပ်တွေကသူတို့နဲ့ပေါင်းစားနေတဲ့အဲ့ဒီအုပ်စုတွေကိုတိုက်ပြေကိုပြန် run ခိုင်းတာပြောချင်တာက ဘရင်ခေတ်နဲ့ဆိုရင်တော့သူ့ရဲ့မူကြီးမက်ရာတွေပေါ့ဗျာမျိုးစားနယ်စားတွေပေါ့ငမွေသူ့ရဲ့ဘာဖြစ်မလဲဘူးစွာလူတန်းစားကုံတယ်ကြီးတွေပေါ့ဘရင်ကုံတယ်တွေပေါ့အဲ့ဒီဘရင်ကုံတယ်ဆိုတဲ့လူတွေကမြမခေါင်းဆောင်အဆက်ဆက်ကခွဲကြဆက်ဆံပါလို့မမမူမမှန်လို့အခုလို့စစ်တပ်ကအသက်ဆိုးရှည်နေတယ်လို့ပြောတာကိုကျွန်တော်တို့ကဘယ်လိုလက်ခံမှာလဲ အဲ့ဒီစကမဆိုတဲ့စစ်အာဏာရှင်စနစ်ကမြန်မာနိုင်ငံမှာခွဲခြားလိုက်တာလူနည်းစုဖြစ်ဖြစ်တိုင်းသားဖြစ်ဖြစ်သူတို့အတွက်အကျိုးရှိရင်အသုံးချမယ်အသိုးမရှိဘူးဆိုရင်သူတို့ကဘာဖြစ်မလဲအဲ့လူတွေကိုချွန်တွန်းလုပ်မယ်အဲ့လူတွေကိုတစားကန်လုပ်ခိုင်းမယ်အဲ့လူတွေကိုနှိပ်စက်မယ်ညှဉ်းပန်းမယ်သူတို့အတွက်အကျိုးရှိရင်အဲ့လူတွေကိုပြန်ပြီးတော့အသုံးချမယ်နေရာပေးမယ်မြှောက်စားမယ်အဲ့ဒါနဲ့ကိုမြန်မာနိုင်ငံကစစ်အာဏာရှင်သက်ဆိုးရှင်နေတာအဲ့ဒါကျွန်တော်တို့ရဲ့ baseline ကျွန်တော်တို့ရဲ့ red line ပဲသမရဒေါ်နန်ထွက်လို့သူလိုစစ်တက်ချတာလူတိုင်းလုတ်တက်တာပေါ့သူမင်းကပြောသွားတယ်သူနိုင်ငံကိုခိုးဝင်လာတဲ့လူတွေကိုလူအိမထောင်ချမယ်မဟုတ်ရင်ပြန်ပို့မယ် UK ဆိုကလည်းလုတ်တက်တာပေါ့အခုဒီနေ့လှိနေရောက်လာတဲ့လူချက်ချင်းထောင်ချမနေ့ပြန်ချင်ပြန်ပို့လုတ်လို့ရတာပဲဘာလို့ကျွန်တော်တို့မလုတ်တာလဲဥရောပနိုင်ငံတွေကလည်းသူတို့နေဆက်တွေကိုအီတလီကိုရောက်လာတဲ့လူ အဲဒီနေဆက်တွေကိုဂျာမနီကိုရောက်လာတဲ့လူပြည်သစ်ကိုရောက်လာတဲ့လူဒုသမဂရိနိုင်ငံနေဆက်ကိုရောက်လာတဲ့လူအခုလိုပဲဒေါ်နယ်ထရန့်ပြောသလိုပဲစစ်တပ်ချမယ်ထောင်ချပြစ်မယ်အဲ့လူတွေအားလုံးကိုခင်ဗျားလဲတင်မောနဲ့တင်ပြီးအခုပြန်ပို့ပြစ်မယ်ဘာမှသူတို့ခုလည်းမပေးဘူးဘယ်သူမှမလာရဲတော့သိတာပေါ့ဘာလို့မလုပ်တာလဲဒေါ်နယ်ထရန့်မှလုပ်တတ်တာလားအူတရုတ်နိုင်ငံကိုခိုးဝင်တရုတ်ဘာလုပ်လဲထောင်ချတယ်လीရုရှားနိုင်ငံကိုခိုးဝင်ရုရှားဘာလုပ်လဲထောင်ချတယ်လी နောက်ဆုံးယူရီးယားနိုင်ငံကိုခိုးဝင်ရင်တော့ယူရီးယားထောင်ချတယ်လေဘာလို့ UK ကမလုပ်တာလဲဘာကြောင့်ဥရောပနိုင်ငံတွေကမလုပ်တာလဲသူနည်းလေးကောင်ဂျပန်အစိုးရဘာလို့မလုပ်တာလဲဂျပန်နိုင်ငံကိုကျွန်တော်မြန်မာနိုင်ငံသားတွေဗီဇာ overstay တွေနဲ့အိုးတိုက်ဒီအလုပ်တွေလုပ်ကြပြီးချမ်းသာခဲ့ကြတာအဲ့ဒီမှာလဲဂျပန်အစိုးရကဖမ်းဆီးထောင်ချပြီးပြန်ပို့လို့ရတယ်ဘာလို့မလုပ်တာလဲတောင်ကိုရီးယားလည်းမလုပ်ဘူးနော်သူတို့မလုပ်တတ်လို့လား ်သမရတော်နဲ့ထုတ်လို့ပဲ UK နိုင်ငံမှာစစ်တပ်ချလို့မရဘူးလားအခုဒီဒီဒီဖြတ်နိုင်တဲ့ရေလက်ကြားကြီးကို UK နိုင်ငံက Navy ချပြီးတော့လာတဲ့လူအကုန်လုံးကိုတင်းမောပေါ်ဆွဲတင်ပြီးတော့တခါတည်းပြန်ပို့လို့ရတယ်နမို့လေတခါတည်းနောက်ကျွန်းကျွန်းခေါ်သွားပြီးတခါတည်းဖမ်းချုပ်ထားလို့ရတယ်အော်စတြေးလျနိုင်ငံလို့တလူဘာကြောင့်မလုပ်တာလဲထိုနေ့လည်းကောင်းပြီသူကိုစန့်ကျင်နေတဲ့လူအစိုးရကိုစန့်ကျင်နေတဲ့လူတွေအားလုံးကိုမင်းအောင်လိုက်လို့တလူပဲညဘက်ကျရင်အိမ်မှာလာဖမ်းလို့ရတယ် ငင်းမနှိမ့်ဆက်လို့ရတယ်နောက်နေ့ကျရင်အလောင်းပြန်ပို့လို့ရတယ်ဘာကြောင့် UK အစိုးရနဲ့ဥရောပအစိုးရတွေမလုပ်တာလဲဘာကြောင့်တိုင်းပြည်ကိုစစ်တမ်းမတာလဲဒေါ်နယ်ထရန့်ကိုအထင်ကြီးနေကြတဲ့လူတွေကိုကျွန်တော်ကထောက်ပြနေတာသူလှုပ်တယ်သလားရောလက်တာလောက်တော့လူတိုင်းလှုပ်တတ်တယ်ဘာကြောင့်မလှုပ်တာလဲသူမပြောနဲ့ကျွန်တော်လည်းလှုပ်တတ်တယ်ကျွန်တော်အမေရိကန်သမ္မတပြည်သူလှုပ်တယ်လို့ကျွန်တော်လည်းစစ်တက်ချလို့ရတယ်လာတဲ့လူသူသူလှုပ်တယ်လို့ပဲလမ်းပေါ်မှာစစ်တက်နဲ့လိုက်ဖမ်းခိုင်းလို့ရတယ်ဖမ်းတဲ့လူတွေအားလုံးမျက်နှာပုံးအုပ်ထားတယ်မျက်နှာပုံးအုပ်ထားတယ်ဆိုရင်လူသိမှကြောက်လို့လေ ။ तू မရောက်နိုင်လို့တို့လိုပဲ။ तू ကိုအဆန့်ကျင်တဲ့လူအကုန်ဖမ်းနေဗျာ။ तू ကိုအဆန့်ကျင်မဲ့နိုင်ငံရေးပါတီတွေကိုပိတ်တယ်ဗျာ။ तू ကိုအဆန့်ကျင်မဲ့လူအလုံးကိုထောက်လိုင်းကြီးတွေခေါ်ပြီးညှဉ်းပန်းနှိပ်စက်ခိုင်းနေဗျာ။နိုင်ငံသားရုပ်သိမ်းတယ်ဗျာ။အိမ်တွေကိုချိတ်ပိတ်တယ်ဗျာ။ကျွန်တော်ရဲ့လုပ်တတ်တာပဲ။လူတိုင်းလုပ်တတ်တာ။ဘာကြောင့်ကျွန်တော်တို့ဒီမိုကရေစီဖြစ်တဲ့ NLD ဒေါ်စန်းစုကြည်နဲ့ကျွန်တော်တို့ NUG ရဲ့အဲ့ဒါတွေမလုပ်တာလဲ။